န္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေမှာစိုးရတဲ့ရေကြီးမှုတွေနောက်ဆက်တွဲမြေပြိုမှုတွေဖြစ်ပွားခဲ့တာကြောင့်လူ30ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။ဂျွန်လ2ရက်နေ့ထိအချိန်တွေရောရေဘေးသင်းဒေသတွေမှာအသေးအပြောက်34ဦးထပ်မနေသည့်မြင့်တက်လာပြီးဖြစ်တယ်လို့ဆိုပါတယ်။ပြီးတော့မိုးလေဝသဌာနကလာမယ့်ရက်ပိုင်းတွေမှာလည်းမိုးတဲထန်စွာဆက်လက်ရွာသွန်းနိုင်ပြီးအခြေအနေတွေပိုဆိုးရွားလာနိုင်ကြောင်းခန့်မှန်းထားပါတယ်။သဘာဝရှုခင်းတွေလှောက်ပမှုကြောင့်နမဲကျော်တဲ့ဟိမဝန္တာတောင်ချေဒေသတို့ခုဖြစ်တဲ့ဆက်ကင်းပြည်နယ်မှာတော့ ကဘာလက်ခရီးသွားတထောင်လောက်ပြိမိနေခဲ့တဲ့အတွက်အရေးပေါ်ရွှေ့ပြောင်းမှုတွေလှုပ်ဆောင်ပေးခဲ့ရပါတယ်။မဟာလာယာပြည်နယ်တစ်ခုထဲမှာတင်အိန္ဒိယစစ်တပ်ရဲ့ကယ်ဆယ်ရေးအဖွဲ့ဟောင်းရေဖုံးနေတဲ့နေရာတွေမှာဒုက္ခရောက်နေသူ900ကျော်ကိုကယ်ဆယ်ခဲ့ရတယ်လို့ဆိုပါတယ်။အိန္ဒိယချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းဆဲဟတ်ပြည်နယ်ထဲမှာတောင်ကျရေတွေကြောင့်မြင်ပျို့ခဲ့တဲ့အတွက်မိသားစုတစ်ခုထဲကလူ၄ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။အိန္ဒိယနေသူဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းနောက်ထပ်ရေကြီးမှုနဲ့မြင်ပျို့မှုဖြစ်နိုင်ခြင်းအရေးပေါ်သတိပေးချက်တွေထုတ်ပြန်ထားပြီး တောင်ဆောင်တွေမြေနှိပ်ပိုင်းတွေမှာနေထိုင်သူတွေကိုကြိုတင်ရွှေ့ပြောင်းဖို့ဆော်ဩထားကြပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်တွေဟာနှစ်စဉ်မိုးရာသီရောက်တိုင်းရေကြီးမှုအမြင့်ပြိုမှုတွေနဲ့နဘန်းလုံးရလေရှိပြီးရာသီဥတုတံကိုလူတွေတန်းနဲ့ချီပြီးတက်ရောက်ခံစားခဲ့ကြရပါတယ်။အိန္ဒိယရဲ့အာတန်ပြည်နယ်ထဲမှာတော့အဓိကအဝေးပြေးလမ်းမကြီးတချို့ရေဖုံးသွားပြီးတစ်ပင်တွေကလည်းလမ်းမပေါ်မှာအလဲလဲအပြိုပြိုဖြစ်နေရလို့မျက်မြင်တွေကပြောပြပါတယ်။ဘင်္ဂလားဒေ့ရှ်အိန္ဒိယအရှေ့မြောက်ပိုင်းနယ်မြေတွေနဲ့ဆက်ဆက်နေရာ မြန်မာပတ်ချန်းကရခိုင်ပြည်နယ်မြောက်ပိုင်းမှာလည်းပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းရေကြီးတဲ့အခြေအနေတွေဖြစ်ပေါ်ခဲ့ပါတယ်ရှင်။